ကဲခင်မိတယ်ဆိုတာကလीအမေထင်ကောင်းတဲ့အရာဟုတ်ရဲ့လားဒီနေ့မှာတော့ကိုလိုနီခွတ်ကစာရေးဆရာကြီးတိပံမောင်ဝါရဲ့ဂန်ဒဝင်းစာပေတပုတ်ကို အခြေခံပြီးတော့ဗောခင်မိချင်းရဲ့ကောင်းတဲ့အချက်ပြီးတော့ဆိုးတဲ့အချက်အဲ့ဒီနှမျိုးအကြောင်းကိုလေ့လာကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ပြီအရင်ဆုံးလေဒီမေခိုးလေးကိုအတူတူစဉ်းစားကြည့်ချအောင်ပါဒါကဒီစာပေတစ်ခုလုံးလည်းအဓိကချက်ပဲဖြစ်ပါတယ်ဒီ question စိတ်ဖျားမှုမှာဆိုရင်ဗောနော်တိပံမောင်ဝါရဲ့အမြင်ကိုအပိုင်း၅ပိုင်းနဲ့တင်ဆက်သွားမှာပါ ပထမဆုံးခက်ဆန့်ခြင်းရဲ့စွာအားကနေစမယ်ပြီးတော့ကောင်းခြင်းနဲ့ဆိုးခြင်းနှမျိုးကိုခွဲခြမ်းစစ်ဖျားကြည့်မယ်အဲ့ဒီနောက်မှအဖြစ်ရှာကြည့်ပြီးတော့မှ နောက်ဆုံးဒီနေ့ခက်အတွက်အတွေးအမြင်တစ်ခုနဲ့အဆုံးသတ်မှာဖြစ်ပါတယ် ဒီစာပေကိုရေးသားခဲ့တာကတော့ကိုလိုနီခေတ်ကတစ်ပံမှဝါထစ်ပါတယ်သူတွေရွေးချက်ကပါလဲဆိုတော့လေခစ်မိချင်းနဲ့တီထွန်ဆန်းသစ်ချင်းဆိုတာပါလဲဆိုတဲ့အပေါ်မှာအမြင်သစ်တွေပေးဖို့ပါပဲဒီစာပေထဲမှာသူကခစ်ဆန်ချင်းရဲ့ကောင်းတဲ့ဘတ်ကျော်ဆိုးတဲ့ဘတ်ကိုပါဥပမာလေးနဲ့ရှင်းရှင်းလင်းလင်းတင်ပြထားတာကိုတွေ့ရမှာပါဇာရေးသူကလေခစ်ဆန်ချင်းနဲ့စိတ်ဟာဘလောက်တောင်စွမ်းအားကြီးတယ်လဲဆိုတာကိုဒီလိုပုံဖော်ထားပါတယ်မိသူမဆိုခစ်ဆန်ချင်းတီးဟူသောအရှင်ဤကျန်တဲ့ ဒီစကားကနေတစိမ့်လူတိုင်းဟာတိုးတက်မှုကိုမနစ်သက်ပေမနေနိုင်ဘူးဆိုတာကိုတိုးတိုးနဲ့ထိထိထိမိဖော်ပြလိုက်တာပါပဲကဲဒါဆိုအခုစာရေးသူရဲ့အမြင်တွေကပထမတစ်ချင်းကိုကြည့်လိုက်ချရအောင်ဘယ်လိုခက်ဆန့်ခြင်းမျိုးကတကယ်ကောင်းတယ်လဲဆိုတာကိုသူကဒီလိုဖွင့်ဆိုထားပါတယ်သူကဒီလိုပြောထားပါတယ်ခက်ဆန့်ခြင်းအသက်ထွန်းခြင်းဒါမရှိခင်ရင်ဒီနေ့ခေတ်ကမိတထားမိတင်ပေါ်မော်တော်ကားနဲ့လေရင်ပြန်တွေကိုမြင်ဖူးကြမှာမဟုတ်ဘူးတဲ့တနည်းအားဖြင့်ပြောရရင်ပေါ့ တကယ်အကျိုးရှိတဲ့တီးထွင်မှုတွေအားလုံးဟာဒီလိုကောင်းတဲ့ခစ်ဆန်လိုစိတ်ကနေပေါက်ခွာလာတာကိုဆိုလိုတာပါပဲ။ဒါကြောင့်မလို့သူကဤခစ်ဆန်ချင်းမျိုးကကောင်းသော ခစ်ဆန်ချင်းအကျိုးရှိသော ခစ်ဆန်ချင်းတို့ပေတည်းအားပေးတိုက်တွန်းထိုက်သော ခစ်ဆန်ချင်းတို့ပေတည်းလို့အခိုင်အမာပြောခဲ့တာပါ။ဒီနေရာမှာပေရီဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဒီလိုတိုးတက်မှုကိုသူဘလောက်အလေးအနက်ထောက်ခံကြောင်းပြသခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လေစာယူသူကအမြင်ကိုရုတ်တရက်ပြောင်းလိုက်ပြီးတော့အစ်တန်ကမွေးခေါင်းမှုလို့ဆိုပါလေ။ကဲ ဒါဆိုရင်သူ့ရဲ့ဇိုဒိုခိဆန်ချင်းဆိုတဲ့အယူဆကိုဆက်ပြီးလေ့လာကြည့်လိုက်ကြရအောင်။သူကခိဆန်တိုင်းကောင်းတယ်ဟူ၍မဆိုထားလို့တတိပေးချပါဗျ။ဘာကြောင့်လဲဆိုတော့လေမကောင်းတဲ့အကျိုးမရှိတဲ့ trend တစ်ခုဖြစ်နေရင်ဒါမှပေါ့တယောက်ကစလိုက်တာနဲ့လူများကလိုက်လုတ်တကြလို့ပါပဲ။ဆိုတော့ဒါဟာစင်ကျင်တုံတရားနေပြီးပေါ်ပင်လိုက်တဲ့လူတပဝါကိုမိမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ဥမာအနေနဲ့သူကအဲ့ဒီခေတ်က ဆမင်ဒူတွေနဲ့စံထုံးအကြီးကြီးတွေထုံးတဲ့ trend ကိုထောက်ပြပါဗျ။ဒီလိုလုပ်တာဟာပိတ်ဆံလဲပိုကုန်တယ်၊ခေါင်းလဲလေးတယ်၊အလုပ်လဲရှုပ်တယ်၊ကြည့်လို့လည်းသိမကောင်းဘူးဆိုပြီးအချက်ချက်ချက်ဝေဖန်ထားတာပါ။ဒီလိုအကျိုးမရှိတဲ့ trendy ရဲ့စွာဟာကိုလေခက်ကတန်ကိုကြီးပေးဆိုဆိုပြီး third ငေါ်တဲ့လေးတန်နဲ့ပြောခဲ့ပါသေးတယ်။အလားတူပါပဲ။အဝတ်စားအစ်စ်ဇန်ဒီအပြိုင်ဆန်ဝတ်ကြတာကိုကြည့်ပြီးတော့အဝိရောင်းတို့များနေရာကြပြီးဤတကားလို့ဆိုပါတယ်။ ဒီစကားကဘာကိုဆိုလိုတယ်လဲဆိုတော့ဒီလိုပေါ်ပင်လိုက်မှုတွေဟာဝတ်တဲ့သူကိုတော့မွဲစီပြီးရောင်းတဲ့သူကိုပဲအကျိုးရှိစေတယ်ဆိုတာကိုထောက်ပြနေတာပါပဲအဲ့တော့ဒီလိုဆိုရဲ trend တွေကိုဘယ်လိုကင်တွေတင့်တယ်လဲစာရေးသူအတော့ဒါတွေကိုအတန်းတားလို့မရဘူးပိုပြီးကောင်းတဲ့နည်းလမ်းရှိတယ်လို့ဆိုပါတယ်သူပေးတဲ့ဖြေကိုလीဒီဥပမာလေးနဲ့ရှင်းပြထားပါတယ်မိရေကိုတာတမဏအတင်းပိတ်ကြချက်ရေစီးရလင်းချောင်းတစ်တခုမြောင်းတူးပြီးလွှဲပစ်လိုက်တာကပိုလွယ်တယ်တဲ့ ဆလိုတာကတော့မကောင်းတဲ့ trend တွေကိုတားမဲ့အစားပေါ့လူတွေရဲ့စွမ်းဉင်နဲ့စိတ်ဝင်စားမှုတွေကိုကောင်းတဲ့အကျိုးရှိတဲ့ခစ်ဆန်ချင်းဘက်ကိုရောက်သွားအောင်လင်းချောင်းလဲပေးဖို့ပါပဲကဲအဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစားပေဟာခစ်ဆန်ချင်းရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုအကြောင်းပြချက်ခိုင်ခိုင်မာမာတွေဥပမာကောင်းနေနဲ့သင်ပြခဲ့လာဖြစ်ပါတယ်ဒီကနေ့အထူးရိုက်နိုင်တဲ့အချက်ကတော့ကောင်းတဲ့ခစ်ဆန်ချင်းနဲ့ဆိုးတဲ့ခစ်ဆန်ချင်းကိုဘယ်လိုခွဲခြားမလဲဆိုတာပါပဲ ီစာဖေးကတွေ့တယ်မှုတစ်ခုကိုအကဲဖြစ်ဖို့အတွက်ရှင်းလင်းတဲ့မူပေါင်းတစ်ခုကိုပေးချတယ်လို့ဆိုနိုင်ပါတယ်။ဒီလိုနဲ့ပဲနှစ်ပေါင်း100နီးပါးလောက်ရှိပြီးဖြစ်တဲ့စာရေးသူရဲ့မိခွန်းကဒီနည်းချက်အထိအလွန်ကိုသက်ဆိုင်နေစေဖြစ်ပြီးတော့ဒီမူပေါင်းကိုသုံးပြီးကိုရဲ့ကဘာကိုပြန်လဲတုံးထပ်ဖို့ဖိတ်ခေါ်နေတယ်လို့ပါပဲ။